တော့အလုံးမင်္ဂလာပါကျွန်မ blog ကနေပြန်လည်ကြိုဆိုပါရစေဒီဒီဗီဒီယိုမှာကျွန်တော် knowledge sharing လုပ်ပြီးတော့မယ့်အကြောင်းလေးရတော့ရုပ်စင်ကူမှာဒီဥစကားရရင်ဘာကြောင့်အလုပ်ခေါ်စာပြောရတာလဲ CV founding နဲ့အချိန်ပါဗောနော်ကျိုးဒီဥစကားရတဲ့လူနဲ့မရတဲ့လူနဲ့ဘာတွေကွာခြင်းရှိရလဲစင်ကူကိုအလုပ်လာလို့ကြိုးစားနေတဲ့လူတွေ language သင်ရမလဲဆိုတော့သိချင်နေတဲ့လူတွေအတွက်ကျွန်တော်ဒီဒီဗီဒီယိုမှာ knowledge sharing လုပ်ပြီးတော့မှာဖြစ်ပါတယ်ဆိုတော့ဗီဒီယိုလေးကိုဆက်လက်ကြည့်ရှုပေးပါဦး ကျွန်တော်ဆက်လိုက်ရအောင်မနော်အပထမဆုံးအနေနဲ့တရုတ်ဘာသာစကားကဘာကြောင့်စင်ကာပူမှာအရေးပါတာလဲဆိုရင်စင်ကာပူရဲ့ national language ဒီ public language ဒီကျောတရုတ်စကားဖြစ်ပါလေပေါ့နော်ဘာကြောင့်အဲ့လိုပြောရတာလဲဆိုရင်အထောက်အထားရှိတယ်ပေါ့နော်ဆိုတော့အဲ့ဒါကဘာလို့လဲဆိုရင်ကျောစင်ကာပူရဲ့လူဦးရေက၅တန်းပဲရှိတယ်ဆိုတော့၅တန်းဆိုရဲလူဦးရေကတော်တော်လေးနည်းတယ်ပေါ့နော်တော်တော်လေးနည်းပါတယ်နိုင်ငံကလည်းကျင်းတယ်လို့ပြောလို့ရတယ်ပေါ့နော်ဒါပါတော့နိုင်ငံကျင်းတယ်ဆိုရင်အထင်တော့မသွားမသိနဲ့ ကျွန်တော်အာရှမှာအဆင့်3နံပါတ်3ချိတ်တယ်ပေါ့နော်ဆိုတော့အဓိကကိုဆက်သွားလိုက်အောင်အဓိကကတော့ကျွန်တော်တရားမှာလူရေတရားမှာ80ခန်းလုံးကကျွန်တော်ခုနကပြောတဲ့တရားစကားကိုတက်ကြတယ်ဆိုတော့အဓိကနဲ့တာမညာကိုခွဲမယ်ဆိုရင်ကျိုးဝေါ်ကာသမားရိအနေနဲ့ကျိုးစင်ကိုအလုလာလုံးမဲ့သူတွေအနေနဲ့ဆိုရင်ဒါဝေါ်ကာ live လို့ပြောလို့ရပါတော့အလုသမား live ဆိုတော့ဒီကျိုးအလုသမား live နဲ့လာတဲ့အချိန်မှာသူတို့ရဲ့ဒီ public language ဖြစ်တဲ့တရုတ်စကားကိုပို့ပြီးတော့လေ့လာသင်တယ်ပေါ့နော်အလုခွင်ထဲမှာ အော်သူတို့ရဲ့ public language ကလည်းတရုတ်စကားဖြစ်တဲ့အတွက်နောက်ဆုံးကိုကိုယ်ယောက်ျားမှာပဲဖြစ်ဖြစ်အကိုကိုယ်တခုခုခိုင်းလို့ပြုလို့မယ်ဆိုရင်သူတို့အင်္ဂလိပ်ဘာသာစကားသူတို့အားနည်းတယ်ပေါ့နော်ဆိုတော့သူတို့ပြောနေတာကစင်အင်္ဂလိပ်ဖြစ်နေမယ်အလို့သမား worker life ကဆိုတော့ဟိုဥပမာပြောရအောင်ဗျာကျွန်တော်မြန်မာပြည်မှာဆိုရင်ကျွန်တော်တို့ဆိုလဲအင်္ဂလိပ်စကားငငယ်လေးကလေးကသင်နေတာဟိုတူငယ်တန်းကလေးကဆိုတော့တူငယ်တန်းကသင်နေတယ်ဒါပေမဲ့မသုံးတော့သူတို့လဲဟိုကောင်းကောင်းကြီးမသိဘူးပေါ့နော်အင်္ဂလိပ်ဘာသာစကားကိုမသုံးတော့ကျွန်တော်လည်းမသိဘူး ဲ့မျိုးဆိုတော့တီရောတီနေမပြောတတ်ဘူးအဲအဲ့ဒါမျိုးပဲတော့တို့လည်းအဲ့လိုမျိုးပေါ့ဆိုတော့ပြောချင်တာကတီယိုစကားတက်ထားတဲ့လူနဲ့မတက်ထားတဲ့လူနဲ့တတိကရှင်ရွေးမယ်ဆိုရင်တော့တက်တက်ထားတဲ့ကိုယ်ပဲရွေးဖို့များတယ်ဆိုတော့တီယိုစကားရရင်ဘာကြောင့်မို့အလုတ်ခေါ်စာလွယ်ရတာလဲဆိုရင်စင်ကာပူနိုင်ငံရဲ့80%ခန့်လုံးက public language ကတီယိုစကားဖြစ်နေလို့ဆိုတော့ဒီလိုပြောလို့ပေါ့နော်ဟို national language ကအင်္ဂလိပ်ဘာသာစကားမဟုတ်ဘူးလား င်းပြောတာတွေမှားနေရေလို့ကျွန်တော်လာပြောလိုက်မယ်။စင်ကာပူရဲ့ကျွန်တော်ဒီចောင်းတုံး language traditional language ကဘာလဲဆိုရင်အဓိက language ကအင်္ဂလိပ်ဘာသာစကားရုံတုံးចောင်းတုံးပေါ့နော်လုံးဝပြထန်းထားတဲ့ဟာကအင်္ဂလိပ်ဘာသာစကားတိုးတော့ကျွန်တော်လာမဲ့ဟာဒီဒီအာចောင်းနဲ့လာမှာလားကိုကအလုံးနဲ့လာမှာလားအာကြောင်းနေလာမှာဆိုရင်တော့အင်္ဂလိပ်စကားကိုပဲကောင်းကောင်းသင်ပါတော့။ဘာလို့လဲဆိုတော့ကျောင်းမှာတွေ့ရမယ့်လူတွေကဟိုက live နဲ့မဟုတ်ဘူး။အာသူတို့ကဘယ်လိုမျိုးလဲဆိုရင်သူတို့ကျောင်းလာတတ်တာဖြစ်တဲ့အတွက် နိုင်ငံညာလို့တော်တော်များလာမယ်သူတို့ရဲ့ language ကဘာလဲဆိုရင် international language ဖြစ်တယ်သူတို့အင်္ဂလိပ်ဘာသာစကားကိုတရားပေါ့သူတို့ပြောရမယ်ဆိုတော့အင်္ဂလိပ်ဘာသာစကားကောင်းကောင်းမပြောတတ်တဲ့လူဆိုရင်အဆင်မပြေဘူးပေါ့နော်ဆိုတော့ဒါကတော့ကြောင်း live နဲ့ vocal live နဲ့လာမယ်ဆိုတော့တရားပေါ့ပြောစကားကိုတင်ကိုတင်ရမယ်ဆိုတော့ကျွန်တော်တော်တော်များမေးကြတယ်အဥပမာဘာစကားတင်ရမှာလဲတရားစကားကတကယ်တမ်းအသုံးဝင်လို့လားဆိုရင်ပြောရမယ်ဆိုကျွန်တော်ကိုယ်တိုင်ရဲ့လက်ရှိတရားစကားနဲ့ပဲအလုပ်ထဲမှာအဆင်ပြေနေတဲ့လူတယောက်ဆိုတော့ လုံးဝသုံးဝင်ပါတယ်ဆိုတော့အချင်းချင်းပြောရမယ်ဆိုရင်တေယုစကားရရင်ဘာကြောင့်အလုတ်ခေါ်စာလိုရတာလဲဆိုရင်တော့နိုင်ငံရဲ့80%ခိုင်နှုန်းကတေယုဘာသာစကားကိုပြောနိုင်တဲ့လူတွေဖြစ်တယ်ပြီးတော့နောက်တစ်ခုသူတို့ရဲ့ national language traditional language ကတေယုဘာသာစကားဖြစ်နေလို့ပေါ့နော်ဆိုတော့ mandarin ပေါ့နော်ဟိုအရင်ကြီးဟိုဘယ်လိုပြောမလဲဒီကျွန်တော်ထိုင်ဝမ် စကားလို့လည်းမဟုတ်ဘူးပြီးတော့ဒီဖူတုံးဝါဘာညာအဲ့လိုလည်းမဟုတ်ဘူးเนาะသူတို့ကအဓိက Mandarin ဘာသာစကားကို Mandarin Chinese ကိုပြီးတုံးတာပါဆိုတော့ပြေပြေချင်းတင်ပါပြီးတော့နောက်ခုကျွန်တော်တို့ဒီနောက်ဆုံးပြန်ကျွန်တော်တို့စင်ကူမှာမလုတ်ဖြစ်တော့ဘူးဆိုရင်တော့မြန်မာပြန်ပြန်ပြန်ပြီးတော့ fan ကြီးဖြစ်တဲ့ကျွန်တော်ဘာသာပြန်လုပ်လို့ရတယ်ဆိုတော့တင်ထားတာတော့မမှားပါဘူးဆိုတော့ပေပါစကားတင်ရမလဲဘာကြောင့်အလုတ်ခေါ်စာလွယ်ရတာလဲအလုတ်ခေါ်စာလွယ်ကျင်နေဆိုရင်တရုတ်စကားဆက်တင်ပါဆိုတော့ဒီဒီဗီဒီယိုတော့လောက်ပါပဲနောက်ဗီဒီယိုမှာပြန်တွေ့ပါမယ် Bye-bye.